1980ခုနှစ်ကျော်ကာလတွေကတပြပိုပြုံးမနေရွာထဲဝင်လာပြီးခဲ့ဆိုရင်မပြေးသူမရှိရွာတထေးတွေဆိုရင်ရွှေငွေတွေကိုခွက်ထားသူကခွက်ထားထွက်ပြေးသူကထွက်ပြေးကြရပါလေစိုးရင်ထိတ်လန့်ပြီးကြောက်ကြရပါလေတို့တော်လေတပြပိုပြုံးမနေရဲ့ဥပဒိယုတ်ဟာကြောက်စရာမကောင်းလာပါအရက်၅ပေခုနှစ်လက်မစပင်လေပင်နာအထိရှိပြီးအသားဖြူဖြူနဲ့ရုပ်ရှင်မင်းသားတယောက်လိုခံရသူဖြစ်ပါလေသူဟာဓားမြောင်ပြစ်တနက်ပြစ်အတော်ကျွမ်းကျင်ပါလေ နဖူးဆိုနဖူးဘိုက်ဆိုဘိုက်လက်ဆိုလက်ပြင့်မှလွဲတည်ဟူ၍မရှိပြုံးမနီလူမိုက်သားပြဆားလုတ်ခြင်းကတူးသက်ဆက်ခုနှင့်နှဲ့အရွယ်သာရှိသေးပါလေကျောက်တော်မြို့နယ်တဝင်ကိုင်းရွာစာတိဖြစ်ပြီးနမဲရင်ကမောင်းလားရွှေဖြစ်ပါလေလေသမားမိသားစုဖြစ်ပြီးပတ်စံလဲအတော်အသင့်ရှိပါလေငယ်စဉ်ကတည်းကမဟုတ်မခံစိတ်ရှိပြီးလည်းရဲ့စည်ရဲ့ရှိပါလေ 1980ခုနှစ်ကာလဟာမြန်မာနိုင်ငံအတွင်းမှာဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ BPP အုပ်စိုးတဲ့စစ်အာဏာရှင်ခေတ်ဖြစ်ပါလေ။ထို့စဉ်တခိုင်းပြည်နယ်အတွင်းမှာလည်းဗမာပြည်ကွန်မြူနစ်ပါတီဘာကပါလက်အောက်ခံအလန်နီတော်လိုင်းရေးတက်နဲ့စစ်ကောင်စီတဲစစ်ကောင်စီထံလက်နက်ချထားတဲ့အလန်ချူတို့တို့လည်းတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပါလေ။ဒေတာအလိုက်တခိုးလူမိုက်တပြက်နဲ့တပုံထားခြင်းလည်းဖြစ်ပါလေ။ ကောင်းစီခေဖြစ်ပြီးမြို့ပေါ်နဲ့ကျေးရွာတွေမှာလည်းကောင်းစီလူကြီးအဆင့်ဆင့်နဲ့အုပ်ချုပ်ကြပါလေစစ်အာဏာရှင်ခေဖြစ်တဲ့အလျောက်ကောင်းစီလူကြီးများပြီးမိသားစုများသူတို့နဲ့ယင်းဤကျွမ်းဝင်သူများစီးပွားရေးအဆင်ပြေကြပါလေအာဏာပါဝါလည်းရှိကြပါလေတနေ့မှာအသက်ဆက်ခုနှစ်နှစ်အရွယ်မောင်လားရွှေဟာသူ့ရဲ့တော်ဝင်ကိုင်းကျေးရွာကလူကြီးတဦးနဲ့ရံဖြစ်ခဲ့ပါလေတဦးနဲ့ရံဖြစ်တယ်လို့ဆိုပေမဲ့လေလူကြီးရဲ့သားနှစ်ဦးဟာမောင်လားရွှေကိုဝိုင်းဝန်းတက်ပုတ်ကြပါလေတီလို့နဲ့လူကြီးရဲ့ရိုင်းတက်မှုကြောင့်မောင်လားရွှေခေါင်းကွယ်ခဲ့ရပါလေ ဒီအမှုကိုရဲစခန်းမှာတိုင်ကြားခြင်းပေမဲ့လည်းတစ်ခတ်မှကောင်စီကြခန့်နဲ့ခြေရွာကောင်စီဥက္ကဋ္ဌဖြစ်တဲ့အတွက်တရားမျှတမှုမရနိုင်ကြောင်းကိုသူနားလည်ခဲ့ပါလေ။ဒါကြောင့်ပဲမိမိရဲ့လက်ဖြင့်တက်လက်စားချင်မိဟုတဏိထန်ချမှတ်ပြီးမင်းတို့မိသားစုပြုံးမှအကုန်တင်မှငါရောင်မှနေမဲ့ဆိုပြီးကြွေးကြော်ရင်းရွာကထွက်ခွာလာခဲ့ပါလေ။ထို့အချိန်မှစပြီးလူပြိုပေါက်စမောင်လရွှေကနေပြုံးမနေဆိုပြီး နမေရလာခြင်းပင်ဖြစ်ပါလေပြုံးမဏီဟာမိဘရဲ့စပါးတော်90ကိုရောင်းပြီးရွာကနေတယောက်တည်းထွက်လာခဲ့ပါလေပြီးနောက်ပုံနိုင်ကျုံမြို့နယ်မူခင်တော်ရွာကိုလောက်လာခဲ့ပါလေအလန်နီတက်တာရွာခံမောင်မိုးဆိုသူမှာမောင်းကင်ရိုက်ဖဲရောင်းရန်ရှိသည်ဆိုတဲ့တရင်ကြောင့်ရောက်ရှိလာခြင်းပင်ဖြစ်ပါလေမောင်မိုးစီမှာအမှတ်တကယ်ပင်ရိုက်ဖဲတစ်နက်တည်းရှိပါလေဒါအပြင်ကြီးစံလဲ25000ရှိပါလေဒါကိုပါလာတဲ့ငွေနဲ့ဝယ်ယူခဲ့ပါလေ ူရဲ့ရည်ရွယ်ချက်ဖြစ်တဲ့မွေရှင်ကြီးရှင်တွေစီကနေတပြားတိုက်ဖို့ရွာမအနိုင်ချင်းပူကြခဲ့တဲ့မိသားစုကိုကလဲစားချေဖို့အကြောင်းကိုမောင်မိုးကိုပြောပြပြီးနောက်မောင်မိုးဟာလည်းကျုံးမဏီနဲ့လိုက်ပါလာခဲ့လိုက်ပါလေဒီလိုနဲ့ပဲမောင်မိုးဟာလည်းကျုံးမဏီရဲ့လူယုံတယောက်ညာလက်ယုံတယောက်ဖြစ်လာခဲ့ပါလေဒါအပြင်မောင်မိုးနဲ့အတူနောက်ထပ်ရွာသားသုံးဦးဟာလည်းလိုက်ပါလာခဲ့ပါလေထို့နောက်ဘာရီရွာမှာလည်းတလက်တလက်ရှိတယ်ဆိုတဲ့သတင်းကြောင့်သူစီသွားပြီး အတင်းအဓမ္မတန်တန်းလူယူခဲ့ပါသေးတယ်။တန်တန်းနဲ့လက်လူဆက်ခုနှစ်ယောက်နဲ့အတူပုံနာကျုံမြို့နယ်တဲတဲရွာကနေတဲ့အိမ်ကိုထပ်ပြစတိုက်ကြပါပြီ။အရင်ဆုံးငါတို့ကိုအရင်ဖမ်းနေပြီးတော့ရိုက်နှက်ပြီးရွှေလေးတောင်းနေဒီကောင်မပေးဘူး။ဒါကြောင့်လေကိုဖြတ်မယ်ဆိုပြီးလုံးမထုတ်ပေးတဲ့ရွှေဆက်ခုနှစ်ချက်နဲ့ပတ်စံ15ဒိန်းရခဲ့တယ်။အဲ့ဒီတော့ပတ်စံ15ဒိန်းဟာအတော်တန်ဖိုးရှိတဲ့ဒီပတ်စံနဲ့ရွှေတွေကိုပြုံးမနေတဲ့တူတပိတွေဟာ အနှဲငယ်မျှသာယူပြီးကြံတဲ့ရွှေတွေနဲ့ပတ်စံတွေကိုကြောက်တော်မျိုးနယ်ဖက်ကဆင်းရဲတဲ့မိသားစုတွေကိုမျှဝေပေးခဲ့ကြပါလေ။တုံးမဏီတပြားတိုက်ပြီးရတဲ့ရွှေငွေအများစုဟာတိုးတွက်မဟုတ်ခဲ့ပါစေ။ရဲတဲ့ပြည်သူများကိုပေးကမ်းမှုပဲဖြစ်ပါလေ။တုံးမဏီဟာရိုရိုတောက်တောက်လောက်ကန်စားတောက်သူတွေစီကတပြားမတိုက်သူ့ရဲ့နောက်လိုက်တွေအပေါ်မှာလဲအနိုင်မခံပိုးမကြခဲ့ပါသူများသားသမီးကိုလည်းအထမမပြုခြင်းပါဒီလိုတဲ့င်းတွေကြောင့်သူမတပိ90ကျော်အထိ အင်အားရှိလာခဲ့ပါလေ။ကြပြဖို့ပြုံးမနီရဲ့လက်ယုံများပထမဆုံးလူယုံတော်ဟာမောင်မိုးဆိုသူဖြစ်ပါလေ။မောင်မိုးဟာပုံနာကျုံမြို့နယ်မိုဟင်းတော်ဇာတိဖြစ်ပါလေ။လက်ရဲဆက်ရဲရှိပြီးပြုံးမနီအပေါ်အတော်လေးစားသူဖြစ်ပါလေ။ပြီးတော့ဆေးစရာဦးကျော်သိန်းလက်ရှိစောမြရာဇာလဲဦးဆောင်နေတဲ့ရခိုင်ပြည်လူမျိုးရေးတက်မလို့ AFB ရဲ့တပ်ဖွဲ့ဝင်ဖြစ်ပါလေ။ဆေးကုအလွန်ကျွမ်းကျင်ပြီးပြုံးမနီကျမ်းမာရေးအတွက်အလွန်အားကိုးရသူဖြစ်ပါလေ။ငါရဲ့တပည့်တဲမှာသူတို့ကအားကိုးအရဆုံး ယုံယုံတွေပဲကြံတဲ့သူတွေထက်သူတို့ကငါနားမှာအမြဲရှိတယ်။နဲ့ရင်လည်းအတူတူနဲ့တယ်တပြပိုပြုံးမနေဟာတရားကြီးလာတာနဲ့အမျှနမဲလည်းအတော်ကြီးလာပါလေလက်နဲ့အင်အားလည်းများလာပါလေထို့ပြင်ပြုံးမနေနမဲကိုအတုံးချပြီးတပြတိုက်တဲ့အဖွဲတွေလည်းရှိလာပါလေဒီနေ့ကြောက်တော်မျိုးနဲ့ရွှေပြည်တိရွာမှာပြုံးမနေတို့တပြအဖွဲရောက်ရှိနေစဉ်နောက်ထပ်တပြအဖွဲတစ်ခုကပြုံးမနေဆိုပြီးတပြတိုက်ပါလေဒီကောင်တွေငါဒီရွာကိုရောက်နေတာကိုမသိဘူးပြုံးမနေအဖွဲ့ ဆိုပြီးအိတ်တဲ့အင်ကိုတပြတိုက်တယ်ငါတိတော့အဲ့ရကချက်ချင်းထပြီးဒီကောင်းမျိုးကိုတွားဖက်နေစုစုပေါင်း9ယောက်အဲ့ဒီကောင်းမျိုးကိုဖမ်းတယ်ပြီးတော့တက်ပြီးချင်းတစ်ခုထဲမှာမြုပ်ပစ်လိုက်တယ်ဒါအပြင်တခြားရွာတွေမှာလည်းပြုံးမနီးနမဲ့တုံးပြီးတပြတိုက်တာပြီးရှိပြီးလိုက်လံဖမ်းဆီးတာတပစ်ခဲ့တာလေအများပြရှိတယ်ပါလေမင်းတို့ဆွေမျိုးတစ်ခုလုံးကိုအကုန်တက်မယ်ဆိုပြီးကြွေးကြော်ရင်တပြဖို့ဖြစ်လာတဲ့ပြုံးမနီးဟာကလဲစားချေခဲ့ပါလေဒါပေမဲ့လည်းသူ့ကိုတန်ရာရအောင်လုပ်ခဲ့တဲ့သူတအူးကိုသာ တလဲစားချီခဲ့ပါလေတပြဖို့ပြုံးမနေသည်အရာကြီးလာလာနဲ့အမြသူ့လှူရှားတဲ့နေမျိုးတွေဟာလည်းကျေပြန့်လာခဲ့ပါလေရန်ချောက်မှာအခြေချပြီးကြောက်တော်မြောက်ဦးပုံသာကျိုးမင်းပြစတဲ့မျိုးနယ်များမှာလှူရှားခဲ့ပါလေရဲတွေဟာလည်းပြုံးမနေဆိုလာနဲ့ကြောက်ကြရပါလေဖန်စီခံရတိုင်းနဲ့အချင်းချင်းထွက်ပြေးလွတ်မြောက်ခဲ့ပါလေတည်င်းပေးတဲ့ခြေရွာကောင်းစီဥက္ကဋ္ဌတွေကိုလည်းရိုင်းနှက်ဆုံးမခဲ့ပါလေတီလိုနဲ့ပဲပြုံးမနေကိုမထီရဲကြပေဒါအပြင်ပြုံးမနေဟာရုပ်ရည်အတော်ခံရသူဖြစ်တဲ့အတွက်နက်နက်မပါပဲ ရွာထဲဝင်သွားရင်တောင်တယောက်မှဒါပြဟုမထင်ကြပါကြိုက်တဲ့နေရာမှာလွတ်လွတ်လပ်လပ်သွားနိုင်ပါလေတို့ပေမဲ့လည်းရှင်းနှစ်ခန့်အကြာပြုံးမနေအသက်25နှစ်အရွယ်မှာဘလောက်ဝမြို့နယ်ထဲမှာစစ်တပ်နဲ့ရဲထံဖမ်းဆီးခံခဲ့ရပါလေဘလောက်ဝမှာငါဖမ်းခံလိုက်ရလေငါတပည့်တချို့လည်းအဖမ်းခံရလေပြီးတော့ဘလောက်ဝမြို့ကိုငါ့ကိုပို့တယ်အဲ့ဒီကဗိုလ်မှူးတယောက်ကမင်းကိုအသက်ရှင်အောင်မထောင်တဲ့ခုနှစ်နှစ်ချပေးလိုက်မယ်ပြောတယ်ဖန်ခံရပြီကျောက်တော်မြို့ကိုပြုံးမနီရောက်လာခဲ့ပါလေဒီတခါမှတော့ပြည်သူတွေဟာ အရင်လိုကြောက်ပြီးမပြေးကြတော့ပါနမဲကြီးပြုံးမဏီကိုလာကြည့်ကြပါလေရုပ်ရည်ဒီလောက်ချိုးပြီးဘာကြောင့်တပြားလို့လဲဆိုတဲ့အတန်တွေကိုပြုံးမဏီကြားရပါလေထိုမှတဆင်စစ်တွေအချင်းထောင်ကိုပြုံးမဏီရောက်လာခဲ့ပါလေရောက်ရောက်ချင်းပါပြင်ပြုံးမဏီကျူးလွန်ခဲ့တဲ့ပြင်းမှုတွေအတွက်ထောက်လက်အသက်တကျွန်းချမှတ်ခံလိုက်ရပါလေ